တခါတလေပေါ့နော်ကိုဝေဒနာကိုဝေဒနာဝေဒနာဖြစ်တယ်ဆိုလို့ရှိရင်ဆိုလို့ရှိရင်အဲဒီဝေဒနာကြီးဟာဒီဝေဒနာကြီးဟာဘာလို့နားနေတယ်လဲဆိုရင်နော်အချိငါဆိုတဲ့အာအရှိယူလိုက်လို့သမှုရသစ္စာကြောင့်ဒုက္ခဖြစ်တဲ့နာရာကြီးဖြစ်လာတာနော်ဒီကိစ္စဒါကမရှိတဲ့တရားကြီးပဲလို့ဆိုရင်အနိရောဓသစ္စာ ။ဒါရီကရှင်ခုနအရေးကြီးရလည်းပဲရှင်ကျဲပါတယ်လို့ဆိုတာကဘက်ကတိစာဒီလူမျိုးတွေပြန်ပြီးတော့တွင်းနေတယ်တဲ့ဆိုလို့ရှိရင်ကျမရခံစားတဲ့ဒုက္ခဝေဒနာကြီးကဘုရင်ကမရောက်ဘူးဒီမှာမနောကနေပြီးတော့ညာညာလေးကဒါကဘုရင်ပြတာကဥပဒါနဲ့ခန္ဓာကြီးရဲ့ နှိမ့်ချက်တဲ့သဘောတရားပဲဆိုတော့ပြောနေလုံးသိပြီးတော့လည်းကိုညံအတီလေးရအောင်နော်အဲ့လိုသုံးသပ်နေတဲ့ဥစ္စာဟာအလို့မကုံသေးဘူးလို့ပြောလို့ရသလားတခါတလေကြာလို့ရှိရင်တော့လေကျွန်မအဲ့လိုမျိုးဝေဒနာဖြစ်တဲ့အခါကြာလို့ရှိရင်ဒီဝေဒနာကအရှိတရားမဟုတ်ဘူးဒီဝေဒနာဖြစ်ဖြစ်နေတဲ့အချိန်နာနေတဲ့အချိန်ကြီးမှာငါတိလေရတာမဟုတ်ဘူးနာပြီးမှတိလေရလဲဆိုအနာကမရှိတော့ဘူးနော် နာနေရဲမှာဒီအနာမရှိဘူးဆိုတဲ့ဥစ္စာကိုလည်းနေကိုအလိုနှလုံးတင်ပြီးတော့လိုရာကုံရာငိမ့်ရာလေးနဲ့လည်းနေနေတယ်အဲ့တော့ခုနကလိုမျိုးတွေးပြီးတော့ဟိုကတော့ဟိုတွေးလိုက်တယ်ပေါ့ကိုပြန်ပြီးတော့နှလုံးတွင်းနေဆိုတဲ့ဥစ္စာကအလုံးမကုံသေးဘူးလို့ပြောလို့ရသလားရှိရအဲ့ဒါသူကကျွန်တော်တို့ရဲ့ဒီတရားဟိုနေတဲ့အခါမှာနောက်ပြီးဆိုအခက် ခက်ခဲဆုံးပေါ့နော်ခက်ခဲဆုံးကနိဗ္ဗာန်ခံစားခြင်းနဲ့လူသိမ့်လို့ပဲဟာအပယ်လွတ်ခြင်းနဲ့လူသိမ့်မယ်ဒါတွေကတော့လွယ်မယ်။နောက်တန်ခါရခြင်းနဲ့လူသိမ့်မယ်။နောက်နိဗ္ဗာန်မြင်ခြင်းဝင်ခြင်းနဲ့လူသိမ့်မယ်။ဟလာနောက်တစ်ခုကဘာသိမ့်လဲဆိုနောက်ဆုံးမိကနိဗ္ဗာန်ချမ်းသာခံစားခြင်းနဲ့လူသိမ့်ရ။ဟလာနိဗ္ဗာန်ချမ်းသာခံစားခြင်းနဲ့လူဘာကြောင့်မသိမ့်တာလဲလို့မေးတဲ့အခါကျတော့ဟလာအခုလိုနားနေရင်နိဗ္ဗာန်ချမ်းသာမခံစားဘူး။ဟုတ်ကဲ့ ဩနေရင်နိဗ္ဗာန်ချမ်းသာမခံစားရဘူး။နောက်သတိမရှိရင်နိဗ္ဗာန်ချမ်းသာမခံစားရဘူး။နောက်အလုံးကြီးနေနိဗ္ဗာန်ချမ်းသာမခံစားရဘူးဆိုတော့အဲ့တော့အဲ့အရာတွေကမခံစားရဘူးဘက်ကနေတွေးတာနော်။အဲ့တော့မခံစားရဘူးဘက်ကတွေးမဲ့ဆိုရင်မခံစားရဘူးဆိုတော့မန်းနေတာပဲ။ဘာလို့ဆိုတော့သတိဓာတ်မှခံစားမယ်သတိမထားမခံစားဘူး။ဘုရားကလည်းအဘရတမရိဒနေရမယ်လို့ပြောတယ်။ဒါကြောင့်မလို့ ရိရှိမမမဲဒီမရှိမမန်ဘူးဒါပညာနေအပ္ပနဲ့သမန္တိရဆိုပညာနေပြောတော့ပြမနေမှာကြတော့သူအော်နေလဲနိဗ္ဗာန်ချမ်းသာခံစားနေရတယ်ဒါနေလဲနိဗ္ဗာန်ချမ်းသာခံစားနေရတယ်နော်နောက်တစ်ခုကအေးအာယုန်တိုင်းကသစ္စာ၄ပါးလွတ်တဲ့နေရာမရှိဘူးအဲ့ဘယ်အာယုန်ဆိုသစ္စာ၄ပါးမလို့ကိုကတော့လိုက်သိချင်မှသိမှာသတိထားနိုင်ထားနိုင် ။ဒါပေမဲ့သစ္စာလေးပါလို့တော့မရှိဘူး။အရှိရတဲ့သုသစ္စာဝိနည်းမို့တော့ဓမ္မနာမနရီအာယုမသစ္စာလေးပါမလွတ်ပါဘူး။မနေ့ကလည်းကျွန်တော်ဒီနေ့ကလည်းပြောပြီးပြီ။အဲ့ဒါကျွန်တော်တို့အာယုမသိကြလို့ဆင်းရဲကြတာ။ဟုတ်တယ်မလား။နော်။အဲ့အာယုမအခုကျွန်တော်တို့ပရမတ္တနဲ့ပရမတ္တသစ္စာတရားရှိတယ်။အဲကျွန်တော်တို့အမိဓမ္မာတွေသင်နေစာအမိဓမ္မာသင်မှာမဟုတ်ပါဘူးကျွန်တော်တို့ရိပ်သာတွေမှာသွားပြီးတော့တရားမှတ်တော့လည်းပဲ တကယ်ယုံနာဖြစ်ဖြစ်ဒီကိုပဲကျွန်တော်မှတ်ခိုင်းတယ်ခဏတစ်စုံလေးရှိရဆိုတော့ကျွန်တော်သိဝင်ရတာတကယ်ယုံနာမသိဘူးရတော့တကယ်ယုံနာနေရသစ္စာမထိုက်ဘူးပရမတ္ထတရားနဲ့ပရမတ္ထသစ္စာတရားငခုရှိတယ်အဲငခုရှိတယ်မှာပရမတ္ထသစ္စာဆိုတာသစ္စာထိုက်တဲ့ယုံနာတွေကအဲ့ဒါသူလည်းပရမတ္ထတရားပဲအဲပရမတ္ထတရားတွေကဆွဲလန်းလို့ဖြစ်တဲ့ခန္ဓာ၄အဲဥပ္ပနဲ့ခန္ဓာ၄ဟာသစ္စာ၄ပါးဖွဲ့လို့ရတယ်သစ္စာ၄ပါးလွတ်ကိုမလွတ်တာအာယုန်ထဲမှာပေါ်တဲ့ဥစ္စာတွေ။ဟောဒါမှမဟုတ် ယောဓမ္မပတ္တိသောပြိဿသမုပ္ပန္နပတ္တိယောပြိဿသမုပ္ပန္နပတ္တိအဲ့ဒါသောဓမ္မပတ္တိဆိုတာဒါအကျဉ်သူသည်ဓမ္မကိုသိရင်အကျဉ်သူသည်တဏှာကိုသိတယ်အကျဉ်သူသည်တဏှာကိုသိရင်အကျဉ်သူသည်ဓမ္မကိုသိတယ်အဲ့ဓမ္မကိုဘယ်ချိန်မှသိလဲအဲ့ဓမ္မမသိလို့ပတ်ဆိုင်လဲအဲ့ဓမ္မကကျွန်တော်တို့ကတကယ်ယုံနာနေမလဲဓမ္မဟုတ်လားအာယုံနာတော့သိသိတဲ့လူကိုနည်းတယ်သိတဲ့လူကိုမရှိသလောက်ပဲအဖေကပြောတာကတကယ်ဖြစ်ဖြစ်တဲ့ယုံနာနေကိုဓမ္မလို့ပြောတာမဟုတ်ဘူးအာယုံယုံနာနေကိုဓမ္မလို့ပြောတယ် အဲ့ဓမ္မကိုမဆုံးဖြတ်ဓမ္မကိုမသိလို့တဏှာမသိတယ်တဏှာမသိလို့သစ္စာမသိတယ်အဲ့ဒါသစ္စာမသိတဲ့အတွက်ကျွန်တော်တို့ဘုရားရှင်ရဲ့မေတ္တာပါဖြစ်တဲ့ခြံသာကုန်တွေကိုခံစားရတာဖြစ်ပါတယ်ဒါမှမဟုတ်အဲ့ဒါအရဟံအကျိုးယူပါတဲ့ပဏ္ဏပါဠိတော်သဗ္ဗေဓမ္မာမနောဝိညာဏဓာတုယတဏ္ဍဝကနိစ္စဓမ္မနာအာရမဏပြည့်စည်နာပြည့်စည်ရောတိရမန္တမြသည်အလုံးစုံသောဓမ္မအပေါင်းကြီးသောပုံသွားပြီဓမ္မကဏ္ဍပေါင်း၈000လောက်လုံးသည် လာအာယုံနဲ့မနောဝိညာဉ်နဲ့ရှင်သွဲပြီးဖြစ်နေကြပါတယ်မနောဝိညာဉ်ကိုအာယုံအပြင်ကျေစုပြုနေကြတယ်အဲအာယုံလို့သိရင်ကိစ္စအားလုံးပြီးပါပြီလေအဲအာယုံနဲ့မှသစ္စာလွတ်တဲ့တရားလဲရှိဘူးဟုတ်ကဲ့ဝိနာနာတယ်နားတယ်ဘာဖြစ်လဲသစ္စာ၄ပါးဩတယ်ဘာဖြစ်လဲဩရာသစ္စာ၄ပါးအခုကကျွန်တော်တို့ကမနာမမဩမနာရာပြောက်သွားမှအဲသစ္စာ၄ပါးထိုက်မယ်လို့ထင်နေတယ်တရားလို့ထင်နေတယ်အဲ့ဒါတွေကပြတ်တယ်မဟုတ်ပါဘူး အဲ့ဒီနာတာလဲသစ္စာ၄ပါးပဲမလို့ဘူးနာတာမခံနိုင်လို့သတိလဲသတိမရှိလဲသစ္စာ၄ပါးတပဲနဲ့ဖြစ်နေလားအော်လဲသစ္စာ၄ပါးတပဲနဲ့ဖြစ်နေလားအဲ့တော့သစ္စာ၄ပါးကိုတပဲနဲ့သိခွင့်ရပြီဆိုရင်ကြာရင်လို့ကိုယ်ကမြစ်တာပို့ရတာလည်းမဟုတ်ဘူးကြာရင်အားထုတ်ရတာလည်းမဟုတ်ဘူးကြာရင်ဆုတောင်းရတာလည်းမဟုတ်ဘူးကြာင်ပါစီလို့ဌာနပြုရတာလည်းမဟုတ်ဘူးသစ္စာ၄ပါးတပဲနဲ့ဖြစ်နေတယ်အဲ့ဒါအော်နေရာလဲသစ္စာ၄ပါးသိချတပဲနဲ့ဖြစ်နေတယ် တော့သစ္စာလေးပါးတပြိုင်နက်လို့သိပြီဆိုညံမှာဟာဒုက္ခအစဉ်ကုန်ဆုံးသွားပြီဆိုတော့ကျွန်တော်တို့သုံးပြချက်ရှာလို့ရသွားပြီအဲ့တော့ဒုက္ခအစဉ်ကုန်ဆုံးကုန်ဆုံးသွားပါပြီလို့ကျွန်တော်တို့ဟာနားလေသဘောပေါက်ခွင့်ရသွားတဲ့အတွက်ကြောင့်မလို့ဟာကျွန်တော်တို့အဲ့ဒုက္ခကုန်ဆုံးရတယ်ပဲနေပါလို့ပြောတာเนาะအောင်လို့မနှောကပြောတာတွေကတော့ဟာတန်မြတ်တွေကတော့မနှောကအများကြီးပြောမှာပေါ့တရားเนาะကျွန်တော်ကြားတာဘယ်ခံလာမလို့ သိရှိမှခံစားမှာပေါ့သိမရှိမခံလားဘူးအလုံးကြီးသလားအလုံးမကြီးဘူးလားသစ္စာလေးပါးတကယ်နဲ့မြင်သွားစိတ်ချဘာလို့မှမကြည့်တော့ဘူးအလုံးမကြီးတဲ့အကြောင်းကိုလည်းကျွန်တော်ရှင်းပြတယ်ဘာဖြစ်လို့လဲဆိုတော့သစ္စာလေးပါးတကယ်နဲ့မြင်သွားပြီဆိုရင်ဒုက္ခအစဉ်ကုန်ဆုံးသွားပါပြီဒုက္ခအစဉ်ကုန်ဆုံးသွားတဲ့အတွက်ဟလာကျွန်တော်တို့သစ္စာလေးပါးလုံးကလွတ်သွားပြီဟုတ်ကဲ့ဒီစားလေးပါလုံးကလွတ်သွားတယ်ဆိုတော့ဘာတွေပဲပြောတာလဲလို့ပြောတော့ဒုက္ခအစဉ်ကုန်ဆုံးသွားတယ်ပဲကုန်ဆုံးအောင်လည်းအထောက်ချက်မလိုတော့ဘူး ဒုက္ခသမုဒယလည်းအစဉ်မရှိတဲ့အတွက်ဒုက္ခသမုဒယလက်ကလွတ်ပြီးနိဗ္ဗာန်ကြီးလည်းအာယုံပြုပြီးပွားရမှာဟုအာယုံမပြုဘဲနဲ့ဒုက္ခချုပ်တာနဲ့နေလို့ရပြီဟလားမက်ကလည်းအရုပ်ပွားများတာမဟုတ်တော့ဘူးအရုပ်အရုပ်ပွားများစရာမလိုဘဲနဲ့ဟလားဒုက္ခငြိမ်းသွားပြီးဉာဏ်ကသုံးပြသွားပြီဒါကြောင့်မလို့အနောမှာအလုံးတစ်ခုပဲရှိပါတယ်အာယုံမှာပေါ်တဲ့ဒုက္ခတွေအရှိတိုင်းဖယ်တာအတ္တဇွန်အာယုံမှာပေါ်တဲ့ဒုက္ခတွေအရှိတိုင်းတွေ့တာကအဲကာမဇွန်စိတ်ကအဲ့အလုံးနှလုံးပဲလုံနေတယ် အဲ့အဲ့လုံးနှလုံးကိုလောက်တော့အခုဒုက္ခအစဉ်သုံးသုံးသားပြီဆိုတော့ဒုက္ခကိုအရှိထားပြီးတော့ပယ်ကြရလဲမရှိတော့ဒုက္ခကုဏနိဗ္ဗာန်ဆိုတော့ချမ်းသာစိတ်စစ်ဆိုတော့ဟလာအဲ့ဒီနိဗ္ဗာန်ယူလဲအရှိထားပြီးတွေ့ရမရှိတော့ဘူးဒါကြောင့်မလို့ကျွန်တော်တို့မနှောမှာအာယုံမှာဒုက္ခအစဉ်ကြီးသွားပြီလို့သုံးဖြတ်နိုင်တဲ့ပုံစံတိုင်းဒီမနှောမှာအလုတ်ကြီးသွားတာသိကြပါပြီဟလာအဲ့အလုတ်ကြီးတာနဲ့ဟလာအပ္ပမတရားသမထေကနေဖို့တော့လိုအပ်ပါတယ်ဟလာနေတာတော့မှာ ကိုနေလို့ချမ်းသာတာမဟုတ်ဘူးเนาะအစဉ်ချမ်းသာတာနဲ့နေခွင့်ရဘယ်လိုသိသွားပြီဆိုရင်ဟလာဟလာကျွန်တော်တို့ကနိဗ္ဗာန်ချမ်းသာအာရှိဝိဒတိလာရှိဝိဒသမารီရှိဝိဒပညာပြောခဲ့ပြီးပြီရှိဝိဒတိလာဆိုတာဟလာဘိဒာပြောတာဘိဒာဒိဋ္ဌိတွေကအာယုန်တွေဥပဒေမဟုတ်ဘူးအစဉ်မရှိဘူးအဲကြောင့်မလို့ဒေါရစင်ကြံတွေပဲလို့သိရင်အရိတိလာကိုသူသိအဲ့လိုပဲပြောင်းတဲ့စိတ်တွေကအစဉ်မရှိဘူးအာယုန်တွေပါဆိုတော့အဋ္ဌိစိတ်ကသိပြီ သစ္စာလေးပါးတစ်ပြိုင်နဲ့မြင်ပြီးဆိုလဲအဓိပညာဖြစ်ပြီးအသစ္စာလေးပါးတစ်ပြိုင်နဲ့မြင်ခြင်းဟာအဲလက်ပညာမဟုတ်ပါဘူးသူပညာလို့ပြောတာနိဗ္ဗာန်ချမ်းသာခံစားနိုင်တဲ့ပညာဟုတ်အဲ့တော့နိဗ္ဗာန်ချမ်းသာခံစားနိုင်တဲ့ပညာကြီးပြည့်စုံနေပါရဲ့နဲ့ဘာဖြစ်လို့နိဗ္ဗာန်ချမ်းသာကိုမခံစားရလဲမေးလို့ရှိရင်မနှောကကန့်ကွက်ထားလို့ပါအဲ့မနှောကဘာတွေကန့်ကွက်ထားလဲသတိမရှိရင်နိဗ္ဗာန်ချမ်းသာမခံစားရဘူးသင်ရဲနေနိဗ္ဗာန်ချမ်းသာမခံစားရဘူးသူလောင်နေနိဗ္ဗာန်ချမ်းသာမခံစားရဘူးအလားပြည်ဝင်နေနိဗ္ဗာန်ချမ်းသာမခံစားရဘူးဒီလိုတွေပဲတွေးနေတာလေ ်အဲကျွန်တော်သတိမရှိတဲ့နေပဲကျမ်းသာကာလနေရတာပဲဘာလို့လဲဆိုသစ္စာလေးပါးတပြိုင်နဲ့မဖြစ်တဲ့အာယုသစ္စာလေးပါးတပြိုင်နဲ့မဖြစ်တဲ့အချိန်မရှိလို့ပါအဲ့လိုနားလည်ပြီးတော့မှဒုက္ခအစဉ်သုံဆုံးပြီလို့ဆိုပြနိုင်သေချာပေါ့အလုကလည်းမကြီးပါဘူးဟုတ်တယ်မလားနော်ကာလတဲ့အတိုင်းပဲနေပါမနောကပြောတာတွေမခံစားဘူးလို့မနောကပြောတယ်မခံစားဘူးဆိုတော့အာယုမဲ့သစ္စာလေးပါးတပြိုင်နဲ့ပဲဒါကြောင့်မလို့အခန္ဓာဘုလို့ပြောတဲ့အာယုံဒီပဲခန္ဓာနေရပါလို့နားလည်ပါဟုတ်တယ်မလားအဲ့တော့ မကံစားတဲ့အချိန်မရှိဘူးအဲဆင်းရဲနေရင်တောင်မှဒုက္ခဝေဒနာကြီးခံစားပြီးအောနေရင်တောင်မှသစ္စာလေးပါးတပြိုင်တည်းပဲဖြစ်ပါတယ်တောင်မလို့ဒီမှာကျန်တာမကံစားတဲ့အချိန်တော့မရှိဘူးတောင်မလို့ကျွန်တော်လင်္ကာတော်ကိုပြည့်ပြတ်ထားပါတယ်ပဂရိတာဝကဆိုတာပဂရိတိုင်းနိဗ္ဗာန်ချမ်းသာအစဉ်ခံစားနေရတယ်မသိလို့အကြောင်းအစဉ်ခံစားနေလို့မကြေနိုင်ဆန်းစစ်ပါသတိမရှိတဲ့အချိန်ဒီမှာဖြစ်နေတဲ့အာယုန်တွေကလည်းသစ္စာလေးပါအလွတ်လို့ဖြစ်ပါတယ်။တောင်းလို့ သစ္စာလေးပါးဟာတိုင်နဲ့ဖြစ်နေကြတာဖြစ်တာ။နောက်လည်းသွားပြီဆိုရင်ဒုက္ခအစဉ်ကုံဆုံးတာနဲ့မနှောရင်ခဏနေရတာမဟုတ်ပဲနဲ့အစဉ်နေနေရတာဖြစ်ပါလေ။လာဆိုရမလားအရင်မှာ။ဟုတ်ကဲ့။အဟုတ်ကဲ့ပါရှေ့။ဟုတ်။ဟုတ်ပါ။ဟိုဒီအဲ့တော့တစ္ဆာလေးပါဟိုပြန်တဲ့ပြန်ပြန်ပြီးတော့ဟိုတွေးတော့တာရှင်ရှင်ရှားကြီးလောက်เสียမလို့တော့ဘုံတော့เสีย အာမလို့တော့ဘူးလေအဲ့ဒါတွေဖြတ်ခိုင်းတာပဲလေအဲ့ဒါတွေကပြီးသွားပြီပေါ့နော်ဆရာဒီလိုက်ကြွားပြီးသွားပါပြီဆရာပြီးသွားပါပြီဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ဒီကူရရှိတာပေါ့နော်ညံမခိုင်သေးဘူးဆိုရင်တော့အဲ့ဒါတွေစမ်းစစ်တဲ့အလုပ်တွေကိစ္စပြန်နေမှာလို့လုပ်ခဲ့ကြရမှာဟလာအခုအဲ့ဒါတွေစမ်းစစ်လို့ပြီးသွားပြီဆိုတော့အခုချိန်ကတော့ဟလာအလုပ်ဟုသမျှပြီးဆုံးသွားပြီဖြစ်ပါလေဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ချမ်းသာနဲ့နေရုံသာလေးပြန်ပါလေဟုတ်ကဲ့ကျွန်တော်တို့ကလည်း က်ခဲဆုံးဖြစ်တဲ့ဟလာနိဗ္ဗာန်ချမ်းသာခံစားခြင်းနဲ့အလိုတိမ့်သွားပြီလို့ကျင်းကြနိုင်ရင်အဲဟုတ်ကဲ့ဥမ္မူရိယသာကိုအစဉ်ခံစားနေရတဲ့ပုဂ္ဂိုလ်တွေအသိဉာဏ်ပဲဖြစ်ပါတယ်လို့ရလို့ရကုံရငင်းရချုပ်ရတွေနဲ့နေနိုင်နေပါရှေ့ရဟုတ်ပါပြီဗျာဟုတ်ပါပြီဝမ်းသာပါဟုတ်ကဲ့ပါ